အမနေ့ကကျမမနေ့ကရက်မျိုးဆိုရင်အလူပုံမှန်ပေါ့နော်ပုံမှန်အဖြစ်ပရိဒတ်ရောကျမတူတတ်တာပေါ့နော်မနေ့ကစနစ်စနစ်နဲ့ကျမတို့ရှင်စနစ်45လောက်ရှိမှာပေါ့နော်စနစ်45လောက်ရှိကျမအောက်ဆင်းကန်နေတိုင်းမှာကျောင်းမစင်းသေးဘူးတိုင်းမှာကျောင်းအလုံးလုံးအလုံးလုံးမှာပေါ့နော်အလုံးရှိရပေါ့နော်အလုံးရှိရဆိုပြီးတော့ ကျွန်မဒီမှာထိုင်ပြီးတော့အခုလို့ထိုင်ပြီးတော့လုံလုံနေနဲ့ဟိုဟိုအဲ့လိုအဲ့လိုပေါ့နော်အဲ့လိုဟူးဟူးဖြစ်တာပေါ့နော်အဲ့လိုဟူးဖြစ်တော့ကျွန်မစိတ်ထဲမှာငါငါမူးနေတယ်ပေါ့နော်ငါ pressure များတက်နေလားမသိဘူးပေါ့နော်ငါ pressure တက်နေရပေါ့ငါမူးနေတယ်ပေါ့နော်ဆိုပြီးတော့အဲ့လိုတွက်လိုက်တာမဟုတ်တော့အဲ့လိုပဲခဏလေးရက်သွားရက်သွားပြီးတော့ဟူးဆိုဆက်လောက်တယ် အဲ့ဒါမဟုတ်တော့ဘောနော်ဆိုပြီးတော့ကျွန်မဆက်ပြီးတော့ကျွန်မအလုပ်ကိုကျွန်မဆက်လုပ်နေတဲ့အချိန်မှာသူအရှင်ကဘူးမဟုတ်တော့ဘယ်နဲ့ဂူး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 ဆိုပြီးဖြစ်လာပြီးတော့အိမ်မှာရှိတဲ့ပစ္စည်းတွေကအုံ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 ဆိုပြီးတော့ပြုတ်ကြကျမကအထက်36ခွာမှာအခုကျမထိုင်လို့လဲထိုင်တိုင်းလဲအော်နေရထထိုင်နေအော်နေရတဲ့အနေအထားဖြစ်တယ်အဲ36လောက်ကျမလည်းဘာမှ မမနိုင်ဘောနော်ကိုလဲကိုလူယုံပြီးဆင်းရတာဘောနော်36လောက်နဲ့ကျွန်မဆင်းပြေတာအဲ့တော့ဓာတ်လေကလည်းမစည်းရဘူးဒီလိုဟာမျိုးမှာမီးပြတ်တတ်တယ်ကျိုးပြတ်တတ်တယ်ဓာတ်လေကပေါ်ခဲကြတတ်တယ်ဒါမျိုးတွေအများကြီးအဲ့တော့ကျွန်မ36လောက်နဲ့ပြီးတော့အောက်ကိုလေကားနဲ့ဆင်းပြီးတော့ပြေးတာအဲ့ပြေးတော့ဟာဆိုရင်နဲ့ပဲအပြင်ရောက်တော့လဲကျွန်မ Facebook ကနေ live တင်ပြီးကျွန်မအကုန်လုံးကိုပြတယ် အပြင်ရောက်တော့ဟိုအချိန်နေရနည်းနည်းတော်တော်လေးငြိမ်သွားပြီပေါ့နော်ငြိမ်သွားပြီငြိမ်သွားတော့ဟိုခိုးလျှောက်ဒီလျှောက်ဟိုနည်းနည်းအချိန်နေငြိမ်အောင်စောင့်ရတာပေါ့နော်အဲ့တော့ဟိုပြီးလက်ပြီးရောလို့အဲ့တော့မခံစားရသေးဘူးအခုဒီနေ့ဒီနေ့မနက်ကအိယာထားလမ်းလျှောက်ရင်အာအာနဲ့អော်နေရတယ်ဟို36လောက်ရာနေပြီးတော့လှေကားတွေကိုတောက်လျှောက်ပြေးစင်းရတဲ့အချိန်ကနေ ပေါင်နေတောင်6နေတောင်လူတယောက်ကလေးချက်နဲ့လုပ်တာအဲ့လောက်မဆိုးကျွန်တော်ကမလေးဒူးနေတာအခုဒူးကရောင်ပြီးတော့ဒူးကဒူးကနာနေပြီကျွန်မအောက်ရောက်တော့လမ်းမလျှောက်နိုင်ဘူးကျောင်းမျိုးသားကလက်ကိုတွဲပြီးတော့သူ့ကိုလေးငါမလျှောက်နိုင်ဘူးငါတေချာတော့ရတာဒူးကတုံပြီးတော့ကွင်းကြတယ်အထစ်ပေါင်းများစွာလေအထစ်ပေါင်း36ကျော်တယ်နည်းတဲ့အလောက်မှာမဟုတ်ဘူးအထစ်ပေါင်းများစွာတိတ်လားအမှန်တကယ်အဲ့လိုဆင်းနေဘူးတကယ်တမ်းပြုံမယ်ဆိုရင်ကျွန်မလည်းတော့အောက်မရောက်ခင်ကျွန်မတို့လည်းပြုံမှာပဲဒါပေမဲ့အဲ့ဆင်းနေတဲ့အချိန်မှာမူးလား တော့ဒီလိုလှုပ်လို့လှုပ်လို့လှုပ်နေလေကားလဲရအောင်လို့ကန်ရလို့ကန်ရအဲနောက်ကလို့ကလည်းဩဝေါ်ဝေါ်ဟိုကကျမထိန်ဆုံးအောင်ပြေးတာအနောက်မှာအများကြီးအခြားအခန်းတွေအခြားထော်တွေကျမနောက်ကနေပြေးပြီးတော့လိုက်လာအဲလေကားအတိုင်းပဲလိုက်လာတယ်အများကြီးပဲဟိုကန်ကောင်းညင်တော့ထိုင်းလူမျိုးတွေကလည်းမတွန်းသေးတာအတင်းတွန်းချတာတော့ကျမကြော်တက်သွားတာတော့ကျမတိုက်တွန်းတက်သွားတာတော့မရှိပဲနဲ့လေကျမသွားတဲ့အတိုင်းပဲသူကကယူပြီးလိုက်တာတန်းစီပြီးတော့ကျမ ကျွန်မကင်ရတဲ့အတိုင်းပဲသွားတယ်ကျွန်မကလည်းလေးစင်းစင်းနဲ့ဒူးကနာလာတယ်မရဘူး၆ကလည်းနာလာဒူးကလည်း36လာဆိုတော့ကအာမရောက်နိုင်ဘူးတိလားတလွာကြည့်လိုက်လဲ30ဟာတလွာကြည့်လိုက်လဲ20 29ဟာဘလို့ရောငါအောင်မရောက်တာလေဘောနစိတ်ကလည်းအရန်လောနေတယ်။တူရလည်းတအားလုံးလေ။မူးမြာပဲမူးမြာတအားမူးမြာတဲ့။ဟာထမိုင်းဘောနထမိုင်းထမိုင်းမြစ်မြစ်ထုံလေးဘောနထမိုင်းမြစ်ထုံနန်းချောင်းလေးအရန်ကိုကြာနေဟောနော်ကျွန်မအောက်ကိုမရောက်ဘူးလေ။ 然后说，哦，要点卡，这样了。 အမလည်းလူတွေကအများကြီးပဲလေအောက်မှာလည်းလူတွေကအများကြီးပဲကျွန်မလည်းအစားအုပ်နဲ့ဟိုဝေးတဲ့နေရာကိုကိုရှိတဲ့နေရာကိုပြေးတယ်ဒါပေမဲ့ထိုင်းနိုင်ငံတည်တဲ့အတိုင်းပဲအပင်မရှိတဲ့အခါကျတော့အပင်မရှိတဲ့အခါကျတော့အရေးမရှိတော့ကျွန်မကလည်းအဲ့ဟိုနိုင်ငံလေးနာကိုတွားပြီးကတ်ပြီးတော့ထိုင်ပြီးပြီးတော့ကြည်ပြန်ကြည်နေရတာပေါ့နော်အခြေအနေအဲ့ကျွတ်တော်နေကြတနာရီလောက်ကျွန်မအောက်မှာနေရပေါ့နော်ဒီနေ့တော့နည်းနည်းလေးညင်သွားတယ်ပေါ့နော်နည်းနည်းလေးညင်သွားပြီးတော့ကြံတဲ့ after effect ကပေါ့နော်ကျွန်တော်တို့ဒီထိုင်းနိုင်ငံကကြွညာဆိုတော့အခုက after effect အဖက်အဖက်ကပေါ့နော်သူတို့လှုပ်တာယာကြော်သွားပြီယာကြော်သွားပြီနော်ငလျင်တိုင်းတကြရယာယာကြော်သွားပြီ ါတနားညမှာနှစ်ခါလုံးလဲတနားညမှာသုံးခါလုံးလဲတချို့လူတွေကလည်းလူးဆွတ်လူးဆွတ်ဆိုတာခံစားခံစားရတယ်ပေါ့နော်လှုပ်တာကိုသိတယ်ဘဘဘဘဘလှုပ်တာကျမလည်းအလိုပဲပေါ့မနက်ထီကိုကျမခံစားရတယ်မနက်ထီကိုကူဘာလို့ဆိုကျမအမြင်မှနေတာအမြင်မှနေတဲ့ခါကျတော့နည်းနည်းလေးလှုပ်တာနဲ့အဖိုးကျမတို့ဒီလိုခါတလိုက်လို့အမြင်သမားကိုဒီလိုခါတလိုက်တယ်လို့အဲ့လိုမျိုးအရန်ခံစားမူတူတူပေါ့နော်ဒီနေ့ညနေမှာတော်တော်လေးတော်တော်လေးငြိမ်သွားရတယ်ပေါ့နော်တော်တော်လေးငြိမ်သွားရတယ် ထိုင်းနိုင်ငံကတော့အဲ့ဒီပေါ့နော်အားလုံးမြင်တဲ့အစာဦးအကြီးကြီးပေါ့နော်ပြိုကျသွားတယ်အဲ့ဒါတခုကတော့လုံးဝပြိုသွားတယ်ပေါ့နော်အဲ့ဒါကြီးကတော့အာတရုတ်ပေါ့နော်တရုတ်ကစောက်တာအာအစိုးရအစာဦးဖြစ်ပါတယ်အာအစိုးရအာခရိလိုက်စားမှုတိုက်ဖြည့်ရေးအစာဦးပါစောက်လက်စားအစိုးရအစာဦးပါအာထိုင်းကတရုတ်ကိုပေးလို့မရှိပါဘူး ထိုင်းကအီတလီထိုင်းကိုပေးတာပါအီတလီထိုင်းကတစင်တရုတ်ကိုသူတို့ကတတ်တာလဲဆိုပြီးတော့ sub contractor ထပ်အရင်းနဲ့ outside ကတရုတ် side ဖြစ်ပြီးတော့ပြုတ်လဲပြုတ်အောင် outside ကအရင်ပြုတ်ကြတော့တာပြုတ်ကြတော့ထိုင်းနေអော်ကြတာပေါ့ဟာဘာလို့အဲ့လိုဖြစ်လဲဘာကြောင့်အာဖြစ်နေရတာပေါ့နော်ဆိုတော့ဒါတော့မှเนาะဟိုမပြီးသေးဘူးပြီးလို့အထက်မှာလုံးလုံးနေတာတော့ဘာလို့ဆိုအကုန်လုံးကြွားပါမယ်เนาะအခုကလည်းမပြီးသေးဆုံးလဲဆာလဲကိုမြန်မာတွေတော့ရတာပါသွားတာမနေဘူးမြန်မာကြီးပဲလဲပေါ့ပါเนาะထိုင်းကြီးလဲပါပါတယ် အဲထိုင်းနိုင်ငံမှာဒီကော်ဆန်းလုပ်တဲ့အခါမှာပေါ့နော်မြန်မာကြီးပဲမဟုတ်ပါဘူးထိုင်းလူမျိုးတွေပါပါတယ်ကျမတို့နေကလာလုပ်တဲ့လူတွေလည်းပါတယ်အင်ဂျင်နီယာတွေလည်းရှိမယ်ဆူပါဗိုက်ဇာတွေလည်းရှိမယ်မြန်မာတွေလည်းရှိမယ်ပေါ့နော်မြန်မာကြီးပဲတော့မဟုတ်ဘူးထိုင်းလူမျိုးတွေလည်းစုံပါသွားတဲ့လူတွေအများကြီးရှိရပါတယ်ပေါ့နော် ိတ်မကောင်းဘူး။အခုကမြန်မာအတွင်းမှာလည်းမန္တလေးမှာမြင်လို့မကောင်းတော့အရင်ကကျိုးပဲ့ကြေမှပျက်စီးနေတာပေါ့နော်။ကျမကိုခွင်းစာလူနေရဲ့မန်ယူပွားဆိုသူ့အိမ်ဆိုတအိမ်လုံးအကုန်လုံးမွားစီတက်ပြီးတော့အကုန်လုံးပြိုသွားတာပေါ့နော်။ ဲ့လိုမျိုးတွေဆိုတော့ဟာလေမြင်ရတာဒါအကြီးဟိုဖြစ်တယ်ပေါ့နော်ပြီးတော့မနေကသူတို့ပြို့သွားတဲ့အခါမှာဆက်ဆက်ချင်းပေါ့နော်အဝါကလူတွေကိုတော့သူတို့ဆွဲထုတ်နိုင်ရယ်ပေါ့နော်ဒါပေမဲ့အတွင်းနဲ့ကြာတော့သူတို့မမီဘူးလေနော်မမီတဲ့အခါကျတော့သူတို့ဒီဘိုဒိုဇာလို့ပါလို့ယူတဲ့အခါမှာပေါ့နော်အဘရင်ကကူညီပါတယ်ပြီးတော့ဘရင်စစ်တပ်ထိုင်းစစ်တပ် Royal Army ပေါ့နော် Royal Army ကဝင်လာပြီးတော့သူတို့ရဲ့ဒီဘိုဒိုဇာတွေစစ်တပ်တစိမ့်တင်စစ်တပ်နံပါတ်တင်ဘိုဒိုဇာတွေအကုန်လုံးပြေးတော့ပေးတော့နဲ့သူတို့ကိုယ်တိုင်လည်းဝင်ပြီးတော့ကူညီတယ်သူတို့ကိုယ်တိုင်လည်း ိုင်းစစ်တပ်ကဝင်ပြီးတော့လုပ်ပေးတယ်ပေါ့နော်အနေအထားကိုကျွန်မပြောပြထိုင်းစစ်တပ်ကဝင်ပြီးတော့ကိုယ်တိုင်ဆင်းပြီးတော့လုပ်ပေးသွားတယ်အကောင်ကအဲ့အစားအုံးမှာပြီးတော့သူတို့ဟိုစစ်တပ်ခွေးတုံးပြီးတော့အနံ့ခံပြီးတော့အထဲမှာရှိတဲ့ခန္ဓာကိုလိုက်ရှာပါတယ်တညာလုံးတနေ့လုံးပေါ့နော်မနေ့ကတနေ့လုံးရောတညာလုံးဒီနေ့မနေ့ထိလုံနေတော့ကြလုံနေရတော့မဲ့ပေါ့နော်အဲဘူဒိုဇာတွေကတော့ထိုင်းအာမီရဲ့ဘူဒိုဇာတွေပေါ့စစ်တပ်စိတ်ရောင်နေတဲ့ကားအကုန်လုံးတုံးတာပေါ့နော်တုံးပြီးတော့လောက်တော့ဒါကတော့ဒီအစာအုပ်နဲ့ပတ်သက်တာပေါ့နော် အခြားအဆောက်အဦနဲ့ပတ်သက်တာကတော့အာအတ္တာတွေရှိတယ်ပေါ့နော်အတားရင်းရှိတယ်လူပြန်လို့လို့ရမရဆိုတဲ့အစာဦးမျိုးတွေလည်းရှိတယ်ချင်းမိုင်ဘက်မှာဆိုရင်ဒီပေါ့နော်တိုင်လုံးတွေပဲ့သွားတာပါညာဆိုတာအမှန်တကယ်ကျွန်မလည်းစေဘတ်အင်ဂျင်နီယာတယောက်ပါနော်ဟို gap တစ်ခုကိုတလမတလမလောက်ဆိုရင်တော့ကျွန်တော်တို့မနေရဘူးပေါ့နော်ဒါကျွန်တော်တို့သင်ခဲ့တဲ့စေဘတ်တော့အရာ structure ထိသွားမရဘူးမကောင်းဘူးပေါ့နော်ကန်ကောင်းညင်တော့ကျွန်မဆောက်ဘူးကဘာမှ မဖြစ်တော့ဘူးပေါ့နော်အစိုးရအချက်ချင်းစဉ်းစစ်ပါတယ်မနက်ကလည်းစဉ်းစစ်တယ်အမနေ့ကညကလည်းချက်ချင်းကျမတို့ဓာတ်တွေကားတွေတုံးလို့ရမရပေါ့နော်ဒါမြို့နယ်မြို့နယ်ဒီ server ပေါ့ဒီ server ရဲ့ server ပေါ့အကုန်လုံးပေါင်းပြီးတော့ကျမတို့အမှခံပေးရပေါ့နော်ကျမတို့ server ကနေလို့ရတယ်ဘာပြဿနာမှမရှိဘူးပေါ့နော်အပထမလွှာနဲ့ဒုတိယလွှာနဲ့တတိယလွှာရဲ့အင်္ဂါထဲမှာတော့အကြောင်းလေးတွေပေါ့အယုံလေးတွေမြင်ရတယ်ပေါ့နော်လုံးဝဟမတော်အောင် အယုံမမြင်ရတယ်ကျမတို့အလှကျမအလှမှာကြတော့ဆေးပတ်တီးလှုပ်ထားတဲ့ပတ်တီးလေးကနည်းနည်းအယုံမြင်ရတယ်ကျန်တာကတော့ကျမတို့ဘာမှဖြစ်မတော်ဘောနော်အယုံမြင်ရဟာလည်းမဟုတ်အကြောင်းလည်းမထောက်ဘူးပေါ့နော်အဲ့ဒါလေးတော့ပဲဒါပေမဲ့လို့လူကတော့တော်တော်ရှိန်းတာလူကဒီလိုဒီလိုရှိန်းတာဒီလိုဒီလိုကိုရှိန်းနေတာပေါ့နော်ကျမလည်းတော်တော်လေးလန့်သွားတယ်ပေါ့နော်အပေါ်မနေရမယ့်အနေထားတော့ဒါမှမထိုင်းကဖြစ်ပြက်လို့မရှိဘူးပေါ့နော် ဖိုင်းကပြည့်ပြည့်လေးမရှိဘူးကျမမျိုးသားအတန်50ကျော်ပြီပေါ့နော်သူနေလာတဲ့ရှောက်မှာသူပြောတယ်သူဘန်ကပ်ပြီးမှငငယ်တော့အောင်ပေါ့နော်တခါဖြစ်မှုတွေအခုလိုမျိုးပဲပေါ့နော်တေးတဲ့အတိတ်ပြောက်လေးရှိတယ်ပေါ့နော်သူတို့ငငယ်တော့အပိုင်းရတခါဖြစ်မှုတွေအခုတခါဖြစ်တယ်ပေါ့နော်အခုတခါဖြစ်တယ်ပေါ့နော်အာလူတွေကထက်လို့အောင်မယ်ထက်လို့အောင်မယ်ဆိုပြီးတော့အခုတော့တော့လည်းအနေထားပြောနေကြတယ်ပေါ့နော်ချိုးကလည်းထင်ကြီးနေတယ်တယောက်ကလည်းပြောလာဟဲဟုတ်လားဆိုပြီးကြောက်ပြီးတော့ပန်းညံနေမှနေကြတာမျိုးတွေအများကြီးပဲပေါ့နော်မင်း မနေ့ကညကတော့ကျွန်မပြောပါတယ်အားလုံးကိုကျွန်မ page မှာ join လာတဲ့လူတွေကျွန်မပြောရဘန်ချက်ခိတိဘက်က24နာရီပြီးနေပါတယ်အ WC အင်္ဂါကားတွေလည်းချပေးထားပါတယ်သွားနေလို့ရပါတယ်ကိုမရွက်ဖြင့်တဲရှင်လည်းရွက်ဖြင့်တဲနဲ့ယူပါအဲ့မှာထိုးပြီးနေလို့ရတယ်လို့သူတို့ပြောပါတယ်အကုန်လုံးအင်္ဂါကားတွေရောဘာတွေရောရှက်ပေးထားပါတယ်လို့ဒီဟာထိုင်ဆိုးရပြောရပေါ့နော်အဲ့ဆိုတော့ဒါမနေ့ကတော့ကြောက်တဲ့သူတွေသွားနေကြအောင်ကျွန်မအဆောက်အဦကတော့မနေ့က ကြောက်တဲ့လူတွေကကားပါကင်ရှိတယ်ကျွန်မတို့ဟိုဘက်ကကားပါကင်အခြေကြီးရှိတာအဲ့ကားပါကင်ထဲမှာကျွန်မအဆောင်ဘက်လူတွေကတော့အမှဆင်းနေကြတယ်ရွေးပြင်တဲ့တွေထိုးပြီးတော့အဲ့မှာအိတ်ကြတယ်မနေရညာပေါ့နော်ကျွန်မတော့တော်တော်တက်တည်ခဲ့ပါတယ်အပေါ်တက်ပြီးကျွန်မခန်းထဲမှာအိတ်တမနမိုးလေး၉နိုင်မှာကျွန်မနိုးနိုးပြီးလဲရိမ့်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 နဲ့လှူရတယ်ပြီးတော့ပြီးတော့ထားလို့လည်းမရအောင်ရှောက်လို့လည်းမရအောင်အခုလည်းထားရင်ရှောက်အောင်နေရတယ်ဒူးတအားနာသွားတယ်ပြီးတော့ပေါင်းဝတောင်းသွားတယ်ခြေကလုံးကလည်းဟိုအခဲကြီးလို့အဲ့လိုမျိုးတောင်းတောင်းနေ36လောက်ဆိုတော့အချိန်ကြီးမနေဘူးလေနော်အဲ့လို ဆင်းတော့အဲ့လိုဖြစ်သွားတယ်အနေအထားလေးပေါ့နော်အာထိုင်းကထပ်လုပ်ဖို့ရှိလားဆိုပြီးလာလာမေးကြတဲ့လူတွေရှိတယ်ပေါ့နော်ထိုင်းကထပ်လုပ်ဖို့ရှိလားဆိုတာတဘာဝမေးရတယ်ဆိုတော့ဘယ်မှတော့ကြိုးပြီးတော့ခံမှန်းလို့တော့မေးရပါပေါ့နော်လောလောဆယ်အနေထားထိုင်းကတော့သူကတစ်ချိန်လုံးတိုင်းနေတာပဲဒါပေမဲ့လို့လှုပ်နေတဲ့နောက်ပိုင်းဒီကြယ်လေးတွေတီတီလေးတွေကမီလူးဆွလဲရောပေါ့နော်မီလူးဆွလဲအော်မခံစားရဘူးပေါ့လှုပ်တော့လှုပ်တယ်မခံစားရတော့ဥမာဆိုရင် အဲကျမတို့တီးတော့မနေ့က6နိုင်ခွဲအထိကို4.1အထိလှုပ်တယ်ပေါ့နော်အဲညဘက်ကျတော့4လောက်ဖြစ်သွားတယ်ပေါ့နော်မနေ့ပိုင်းကျတော့2လောက်ဖြစ်သွားတယ်ပေါ့နော်မေလူစုလည်းဒါပေမဲ့လှုပ်နေသေးတယ်ပေါ့နော်လှုပ်နေသေးတယ်အချက်ပေါင်းမနေ့ကိုလှုပ်နေအချက်ပေါင်းမနေ့ကိုလှုပ်နေသေးတယ်ပေါ့နော်ပြီးတော့ဟိုအဆောက်ဦးအဟောင်းနဲ့အဆောက်ဦးတွေထိုင်းနိုင်ငံမှာရှိပါတယ်ဒါပေမဲ့ပြိုကျသွားတယ်လို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့အများစုကတော့အဲ့ပေါ့ အစာဦးတွေကအာ stretch ဘယ်လိုခေါ်မလဲ wall တွေကပေါ့နော် wall တွေ wall တွေကအကုန်လုံး crack တွေလိုက်တာမျိုးတချို့အစာဦးတွေဘာလို့လဲဆိုတော့အစာဦးတချို့ကထိုင်းနိုင်ငံကအဲကျွန်မပြောလို့ပေါ့ဆောင်းနာလို့ပေါ့တရုတ် contractor ကိုပေးတဲ့အစာဦးအသင့်အများရှိတယ်ပေါ့နော်အဲ့မှန်ကိုအာပြဿနာတွေရှိလာမျိုးတွေပေါ့အခုကတော့အာထိုင်းအင်ဂျင်နီယာရဲ့အဲ့ပေါ့နော် နေတိပေါ့နော်နေတိဆိုတာဒီကျမတို့ဒီ building ထဲမှာနေတိဆိုတာရှိတယ်အဲဟာရဲ့ပြီးတော့အကုန်လုံးပေါင်းပြီးတော့ပေါ့နော်ဒီစာအုပ်ကလူဆက်နေလို့ရမရဘူးစစ်စစ်တယ်ပေါ့နော်ကျမတို့စာအုပ်ကတော့နေကင်းနဲ့အကုန်လုံးပြီးသွားတယ်ပေါ့နော်နေလို့ရတယ်အဆင်ပြေတယ်ဘာပြဿနာမှမရှိဘူးစောင်းနာခြင်းလည်းမရှိဘူးရွက်တာခြင်းလည်းမရှိဘူးပေါ့နော်ကျမတို့ကတော့ okay ရပေါ့နော်ဆိုတော့ကျမလည်းစက်ပြေခါမှပြန်လာနေတယ်ပေါ့ဒါပေမဲ့ကျမအိမ်ပြန်အိမ်ပြန်ပြေးမှာ ကျမလည်းအိမ်ပြန်ပြေးပါဘူးတော်တော်လေးအတွေ့အကြုံတော်တော်လေးပြင်းနေပေါ့နော်အတွေ့အကြုံတော်တော်လေးပြင်းနေကြောက်လေတော်တော်လေးကိုကြောက်သွားတယ်ပေါ့နော်မတော်တဆတာအာပြိုကြပါရင် ကျမကျမလည်းဘာမှမကြည့်ရဘူးဘောဟောပြမမပြတော့ပါပဲတင်းကြရဲပေါ့နော် ပြောရတာမဟုတ်ဘူးလေနော်တော်တော်ပြင်းတာငန်လေးရတဲ့ကြောက်စရာလူတွေလည်းထိလိုက်ကြတာဒါပြီးတော့ဟိုရထားတွေပေါ့နော်ဖြစ်ဖြစ်ရှင်တော့ကျမတို့ရှိရရထားတွေရကြတော့ရထားတွေကဒီလို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 ဇရောခေါရဲကိုဇီးပြူတွေထက်လင်းလို့လို့လို့ရခရထားတွေကရထားတွေကလူကလည်းအပြင်းလူကလည်းအထဲမွင်ရဲဘူးအထဲကလူကလည်းအကုန်လုံးထွက်ပြေးထွက်ပြေးပြီးရထားကြီးကဒီလိုဒီလိုဂုံ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 ဒါမိုးပြန်ရထားတယ်နော်ဂုံ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 အဲ့လို ဖြစ်နေရတယ်လာအဲ့လိုဖြစ်နေတဲ့အခါကျော်တော်ပြင်းတယ်တော်တော်ချင်းချင်းပြင်းတယ်အဲ့လိုဖြစ်နေတဲ့အခါကျတော့အားရနဲ့ယထာရီပေါ့အကုန်ရက်ပြတာပေါ့နော်ငနေရအနေထားကျမလည်းယူယူကျောလိုက်ပေးဖို့ဟာမေ့တော့မေ့တော့ပြီးတော့ကျမလည်း page ကပဲဆွတ်ပြီးတော့ live လိုက်တာအမှန်တကယ်အဲ့ချိန်ကျမ YouTube ပါ live ပေးလိုက်အားလုံးအချိန်နေမြင်ရတာပေါ့နော်လူတွေအများကြီးပဲအောက်ဘဘူးမှအပေါ်မတန်ရဘူးပြီးတော့နောက်ပြီးတော့ shopping mall တွေပုံပိတ်သွားတာ shopping mall တွေအကုန်လုံးပိတ်သွားတယ်။မနေ့ကဆိုရင် future bag ဆိုရင်ညနေ၂နာရီခွဲ၃နာရီလောက်ထိအမမှုရှိတယ်လေ။မမှုရှိမမက future bag မှာလေ။အဲ့တော့မောကအကုန်လုံးဆိုင်နေအကုန်လုံးပိတ်သွားတယ်မမရဲ့။ပြီးတော့ညီမလေးတို့ကိုပြန်လွှတ်တယ်တဲ့။အကုန်လုံးပြန်ရတယ်ပေါ့နော်။သူတို့လည်းရည်ဒီပက်နေတုံပြီးတော့ဟိုကိုခန်းနဲ့ကိုဝင်တာတော့မှလည်းကြောက်နေကြတာပေါ့။အကုန်လုံးကအဲ့လိုဖြစ်နေရပါဘူးနော်။အဲနောက်ပြီးတော့ အခြားဘယ် shopping mall ဆိုတော့တဲ့အခါမှာအကုန်လုံးပိတ်ထားတာကိုတွေ့ရတယ်ပေါ့နော်မနေ့ကအချိန်ကြီးကပြီးတော့အဲယထာကပေးမတုံးမနေ့ကအချိန်ကြီးကယထာပေးမတုံးပြီးတော့ဒီညလုံးစစ်ကြတယ်ပေါ့ထိုင်းကအရင်စစ်တယ်ပေါ့နော်အဲဆိုတော့သူ့လူတွေထက်ထီမှာလည်းတို့ဟိုဖြစ်တာနဲ့ဆက်စစ်တယ်ဆက်စစ်တော့ဒီယထာတွေကတော့တုံးလို့အစင်ပြေနေယထာ line ကြီးကြတော့အကုန်လုံးပြန်ပွင့်တော့ရတာမျိုးတွေပေါ့နော်အကြောင်းမင်းကအဝါ line ဟိုဘက်ကအနီလိုင်းကျမအဲ့အနီလိုင်းနဲ့အဝါလိုင်းရဟိုအောက်ကရိုး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 လိုင်းရပေါ့နော်ရိုးရိုးလိုင်းအဲ့သုံးခုစုံနေနေရမှာကျမအဲ့နေရမှာအဲ့လိုအဲ့လိုအော်ဖြစ်တာတော့ကြောက်စရာကြီးဖြစ်ခင်းနေပေါ့နော်ဖြစ်ထပ်ဖြစ်ဘူးမလားဆိုတော့လည်းမပြောရဘူးပေါ့နော်မဖြစ်ဘူးလို့လည်းမပြောရဘူးဖြစ်မယ်လို့လည်းမပြောရဘူးပေါ့နော်အတွေ့အကြုံကတော့ကြောက်စရာလန့်စရာ အတက်လူပြေးရတဲ့အနေအထားပေါ့နော်အတက်လူပြေးပြီးအောက်ရောက်တော့ခြေောက်ကခွင်နေရလောကမထောက်ချင်တော့တဲ့အနေအထားဖြစ်သွားပြီပေါ့နောက်ဆုံးကျမဟိုအစာဝန်းအမြင့်မရှိတဲ့နေရာကိုကျမသွားတာဘယ်နေရာလဲဆိုတော့လီဝင်းလီဝင်းဘက်ကအစာဝန်းမြင့်လောကမရှိဘူးထိုင်းလီဝင်းအဲကျမရဲ့လီဝင်းဘက်က skyline နဲ့မှသွားပြီးတော့ထိုင်းပြီးညာ၈နာရီပေါ့9နာရီလောက်မှကျမပြန်လာပြန်လာတော့အကုန်လုံးအမဟို ကားပတ်ကင်မှာရွက်ပြင်တို့တွေရွက်ပြင်တဲ့တွေထိုးပြီးအိတ်နေကြအပေါ်မတည့်ရေဘူးတို့မှာအဲ့လိုဖြစ်နေကြတာပေါ့နော်အဲတချို့ကြတော့လေဒီ SOVAC ကပုံဆိုးတယ်လို့ပြောတယ်ဒီကျမဟိုဟာထဲမှာလာမေးကြတယ်အမကျွန်တော်တို့အဲကျွန်တော်တို့အဲ့ဘန်ချက်ကတိကိုတွားလို့ရလားတွားအိတ်လို့ရလားဆိုပြီးလာမေးကြတဲ့လူတွေများတယ်ပေါ့နော်အဲကျွန်တော်ပြောတယ်တွားလို့ရတယ်ဆိုတော့ကျွန်မဟိုကျွန်မမျိုးသားက တချို့ group တွေဝင်လာတဲ့ခါကျတော့ထိုင်အချင်းချင်းပေါ့နော်နင်တို့ဒီလိုပြဿနာဖြစ်နေရင်ဘယ်တော့မှသွားနေလို့ရတယ်ဘာလုပ်လို့ရတယ်ဆိုတဲ့အရာမျိုးလေးတွေသူတို့ကပြောတဲ့ခါကျကျမကလည်းကျမ page ရလို့ပြန်ပြောမျှပေးတာပေါ့နော်ကြောင်နေရတဲ့အတန်ကြာရင်ကျမကလည်းလန့်နေဟိုဂိမ်းမဲ့မှုရဲ့စာတန်ငယ်လိုဖြစ်နေလန့်နေရတာဒီလား အိုင်မာတွေကိုအိုင်မာတွေကိုငိုအားထည့်ရာထအစာဦးတွေထဲမှာဟိုတလေးဆန်မွေးခွင့်မရှိဘူးလေဖတ်အလိုမရှိဘူးလေဖတ်အလိုမဟုတ်ဘူးလေအဲ့ဒါလေပြေးလဲပြေးတော့တခါဘယ်ကခွေးတွေကြောင်းနေမထွက်လာမှမသိဘူးသူတော့ဖတ်အလိုမဟုတ်ပါဘူးဆိုခွေးတွေကြောင်းနေအကုန်လုံးဖတ်ပြီးပြေးတဲ့သူကတမျိုးတိလာဘူးစကူဒူးနေတဲ့ လူစုလူနေတဲ့အချိန်ဟိုငန်းလျင်လှုပ်လို့အဝေးစားမရှိလို့မှုံမှုံရခင်းပတ်ပြီးတော့ပြေးတယ်ဆိုတာတဖုံးဒီလားဖနှံ့မပါတဲ့လူကတမျိုးရေရှိုးနေတဲ့ရေရှားနေတဲ့ပြေးတဲ့လူကတဖုံးအေးဘောပေါ့နော်လူတိုင်းကအဲ့မှာဟိုကြီးတရားပေါ့နော်ပုံနေတက်တာကြအပေါင်းဟိုဝါထက်ရေရတဲ့တချို့ဆိုရင်ဟိုမျက်နှာမင်းကလေးတွေလေး operation လုပ်ဖို့လေးယာချာကတ်တာယာချာဆိုထုံစေးတွေကတ်တာထုံစေးတွေကတ်ထားတဲ့အုပ်စုကလည်းတအုပ်စုကျမကျမအဲ့ဒါကျမအစားဦးနားမှာ ကျွန်တော်အစားဦးတော့အုပ်စုလိုက်ကြီး sale of is young နဲ့ဆက်လောက်ရှိရဒီ clinic ပေါ့နော်ဆေးကန်းနေပြီးထုံဆေးတွေကပ်ပြီးအကုန်လုံးအပြင်မှာဘဲတော့မှမတည်တော့ခါရဆေးကန်းရှိမကိုကအဲ့အုပ်စုကတဖုံးဒီအမှန်တကယ်ကိုကကိုကကိုလန့်နေရပေါ့နော်အလုံးပြီးွားတော့မှသူတို့ပုံတွေတက်လာတော့အေးဟုတ်သားပဲအိုခွေးတွေကြောင့်လေမရှိဟိုအလိုမလုပ်ပါဘူးဆိုတော့တို့အဲ့ဒါတွေအကုန်လုံးဖတ်ပြီးတော့အဲ့ခါလေးပဲအကုန်လုံးအောက်မှာရောက်နေတာအမအဲ့ခွေးကြောင့်လေပဲဖတ်ပြီးတော့အောက်မှာသူတို့ရောက်နေတာခွေးမပြူဘူးဆိုတာ ခွန်ပြူဆိုတာလူတွေအကုန်လုံးမေ့ပြီသူတို့သူတို့ဤဘက်ထိတ်ဆုံးမှာအဲ့ဒါကိုကြည့်ပြီးတော့ပြီးတော့ပုံတွေတက်လာမှကြည့်ပြီးရရင်ညာငေါ်ထိတ်ရတဲ့အေးဟုတ်ပါပဲအမှန်ဟိုကလင်းနစ်ကမိမတွေအလဲတမျိုးတယောက်တမျိုးစီဖို့ဘာလို့ဆိုတော့ရေချိုးနေတဲ့လူရှိမယ်နော်ဟင်းချနေတဲ့လူရှိမယ်ဟုတ်တယ်မလားအင်းကကတော့ဗိုင်အင်းသာတက်နေတဲ့လူရှိမယ်အမျိုးမျိုးပေါ့လူတွေကဖြစ်လာတဲ့အချိန်ကျတော့ပြည့်ပြည့်ပြည့်ဆိုတော့အကုန်လုံးပြည့်ကြတာပေါ့ဘာလို့ကြောက်ကြရင်အားရ ဟာတအားပြင်းတာလေပြီးတော့အစာဦးနှိမ့်တာကိစ္စမရှိဘူးလေနော်ဇောင်းနှိမ့်တမှာအသိမသိတာပေါ့နော်ဒါတော့မှကျွန်မဒီနေ့အိမ်ပြန်လာကျွန်တော်ဘီနာကအိမ်ပေါ့နော်ကျွန်မဘီနာကအိမ်ကဒီကြမ်းကြွန်တော့တော့ကြမ်းကြွန်တော့ဆိုတော့ကျွန်မတို့ကဒီအရှိမပန်းပန်းညာရှိတာအဲ့ပန်းညာကနေပြီးကြမ်းကြွန်ပြီးဆင်းသွားတာပေါ့နော်သူလည်းတော်တော်ကြီး gap တော်တော်ကြီးသွားနှလုံးခွဲလောက်ဒင်းကြွားပါတော့เนาะကျမအိမ်ကတော့ဟိုကျမအိမ်ကကျမစစ်တာဘာမှတော့ မတွေ့ခဲ့ဘူးပေါ့နော်ကားပါကင်ကတော့နည်းနည်းကွဲကွဲကွဲတော့ကွဲချောင်းထွက်သွားပေါ့နော်ကားပါကင်ကတော့ပိုင်လင်းပြီးရှိတော့ကလေကွဲချောင်းထွက်သွားအဲ့လောက်ပါပဲကျန်တာကတော့ဟိုကြီးကျယ်တော့ဘာမှတော့မဖြစ်ဘူးเนาะဒါတော့ကျမတို့အဖျားရိုက်တာเนาะမြန်မာကမြန်မာက8.1နဲ့ထိုင်းထိုင်းက7.1ဝမ်းနဲ့7.1နဲ့7.7ရမှာပေါ့เนาะသူတို့ပြောအဲ့ရနေပြီးဖြည်းဖြည်းချင်းကြာလာပြီခုမနက်ကတော့2.0အထိလောက်တယ်ပေါ့အဲ့ဒီနောက်ပိုင်းတော့ ကျွန်မလည်းတည်နာပြီးတော့ဆက်ပြီးတော့နားမထောင်ပါသေးဘူးပေါ့နော်။ဘာလို့လဲဆိုတော့နောက်ဆုံးတည်နာထောင်တာကဒီ Royal Army ကနေပြီးတော့ပေါ့နော်။ထိုင်းဘရင်ရဲ့တပ်ကနေပြီးတော့လာပြီးတော့အဲဒီပိတ်မိတဲ့လူတွေအကုန်လုံးကိုခွေးနဲ့လိုက်ရှာတယ်ပေါ့နော်။ကယ်ဆယ်အဲ့ဒါပါပဲ။အားလုံးတည်ရှိရပါ။အာပြောလို့မရဘူး။တဘာဝဘေးအန်နေတာမနေ့ကအန်ဒီရီးတယ်ဆိုရင်အန်ဒီမိသားစု တရားပေါ့နော်ကျွန်မတွေ့လိုက်တဲ့ဗီဒီယိုအမန်ကလေးမှနေတူတယ်အဲသူကအိမ်မှာအမေကလည်းလမ်းမချောင်းနိုင်တာလားမသိဘူးဒါပေမဲ့အမတွေကိုယ်တွေလည်းရှေ့လေး၅ရောက်ရှိတယ်သူကလည်းရှိတယ်ပေါ့နော်သူကတော့ကင်မရာကြီးနဲ့ကင်ပြီးတော့ပေါ့နော်အမလီဖေယားဖေယားအမလီဖေယားဖေယားဆိုအိမ်ပေါ်မှာအော်နေရပေါ့နော်အမတို့ရေတကယ်တမ်းဖြစ်လာအဲအိမ်ပေါ်မှာဖေယားဖေယားမတပါနဲ့အမတို့အိမ်မှာရှိအမီးတို့ပေးတို့မိဘတို့အမတို့အကုန်လုံးကိုဆွဲပြီးတော့အိမ်နဲ့လူရကြွရအောင်ပြီးပါ အဆောက်အဦတွေနော်နိုင်ငံနေနဲ့လုပ်ရအောင်ကြိုးရအောင်ပြေးပါမြန်မာနိုင်ငံကဒီပြည့်ရွေကျော်ပေါ်မှာရှိတာပါနော်မြန်မာနိုင်ငံကငလင်းလမ်းကြောင်းပေါ်မှာရှိတာပါဒါကြောင့်ခဏခဏလေးဖြစ်တတ်ပါတယ် အဲ့ဒါမဖြစ်လာခဲ့ရင်လည်းတတိထားပြီးတော့ဒီစာအုပ်ထဲမှာပဲဖះဖះမှာတရနေပါနဲ့အမတို့ကြီးအဲကျွန်တော်တို့မှာလူမျိုးတွေကဖြစ်လာတဲ့အခါမှာပေါ့နော်အမြဲတမ်းဖះ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 တတယ်ကြရတယ်ပေါ့နော်ကျောင်းလည်းဒီလိုပဲအမေဖះဖះအလိုပဲတတယ်ကြရတယ်ဒါပေမဲ့တကယ်တမ်းဖြစ်လာတဲ့အခါငါဘာလို့တင့်လဲကပို့ပြီးတော့အာအဆင်ပြေမယ်လို့ယူဆရပေါ့နော်ဖះဖះတတာထက်ကိုပေါ့နော်အာဘာလို့တင့်လဲဆိုတော့ပို့ပြီးတော့အဆင်ပြေမယ်လို့မိမိသားလင်းနေနော်တကယ်တမ်းဖြစ်လာတဲ့ အခအခကြတော့မိမိသားလေးမိမိခြေောက်သားလေးမိမိလက်သားလေးအာကိုပြီးပြေးရတာပေါ့နော်အဲ့လိုမျိုးပေါ့နော် ဒီမှာလာမီးလောင်တာဘာညာတော့မရှိဘူးပေါ့နော်။အာဒါပေမဲ့အရင်ကားပိတ်သွားတယ်လူတွေကကားတွေရောပြုတ်ပြောင်မလို့လူတွေကလေကားတွေရောဘာလို့အကုန်ပြည်ပြီးပြီးတာလေ Central World မှာဆိုရင်တော့အမတို့ကအစားစားနေတဲ့လူတွေရှိတယ်စားသောက်ဆိုင်မှာအစားစားနေတဲ့လူတွေရှိတယ် shopping ထွက်နေတဲ့လူတွေရှိတယ်အဲ့ Central အဲ့နမဂေးစုံရှိတယ် Central World ရှိတယ်နော်အများကြီးပဲအဲ့မှာရှိတဲ့အဲ့မှာရှိတဲ့အကုန်လုံးဒီလူတွေကလမ်းမပေါ်အကုန်ပြေးထွက်လာတော့လမ်းမပေါ်ကားပိတ်သွားကားတွေကလည်းဆက်သွား ုံးကြီးကတော့လမ်းမပေါ်ကပိတ်သွားလူတွေကတခါအဲဒီ shopping mall တွေအောက်မှာရှိတဲ့တို့ကားတွေအကုန်လုံးပစ်ထားခဲ့တယ်ပြီးတော့စားနေတဲ့နေရာတွေမှာလည်းစိုင်းစိုင်းနေဆိုလဲမရစင်းကြီးအဲ့လိုပစ်ထားခဲ့တဲ့အတွက်စိုင်းနေအောင်ရောင်းတို့ဘယ်ငွေရမလဲ လှုပ်နေပါဘူးဆိုမှအကုန်လုံးပြည့်ပြီသူတို့ပြေးရဒီဆိုင်ကလည်းရှုံးတာပေါ့သူတို့လည်းဒီလူရငွေပဲရမှာအကုန်လုံးရှုံးတာပေါ့ပြီးလည်းပြီးအကုန်လုံးပိတ်ပြီးတော့လူတွေကိုဟိုသူတို့ရဲ့အလုပ်သမားတွေကိုပြန်ပြန်ပြန်မတည်ကြတော့လို့မလို့ဆို after effect တွေရှိတဲ့အခါကျတော့ပြန်ပြန်ပြန်ဆိုဒါလည်းသူတို့ဆုံးရှုံးတာဆိုင်ပိုင်ရှင်တွေလည်းဆုံးရှုံးမှုကတော်တော်ကြီးများတယ်ပေါ့နော်စားနေတဲ့လူရှာလည်းမရဘူးဆက်လည်းရောင်းလို့မရဘူးအလုပ်သမားတွေလည်းအကုန်လုံးဟွာဖြစ်ရတယ်အဲ့လိုဟာမျိုးတွေလည်းအများကြီးပဲပေါ့နော်ဒါပေမဲ့လူတွေကလည်းတကယ်တမ်းဖြစ်လာတဲ့ အခါကျတော့ထိုင်းနိုင်ငံကလူကြီးများတော့ကလေဒီကျွန်တော်တို့ Central War အရှိကနိုင်တောက်ဆောင်မှာလူကအပြစ်ပြေးတာဟိုဘက်က Platinum လူကလည်းအပြစ်ဆင်းပြီးတော့ပြေးတာအစားအုပ်အမြင့်တွေကအများကြီးလေးကိုနေရတယ်လည်းများတော့အဲ့လိုအပြစ်ဖြစ်ပြီးတော့မျိုးရဲမှာ ကိုကလေပြန်ပြီးတော့ကားနဲ့ပြန်လာတဲ့လူဆိုကားပိတ်တယ်လုံကတော့လုံးရတော့လေလူတွေကြီးပဲအကုန်လုံးလူတွေအကုန်အဲ့ပြစ်ပြီးတော့ထွက်ပြေးရတယ်သူကားတွေပါပြစ်ပြီးတော့ထွက်ပြေးရတယ်အကုန်လုံးကကြောက်လူအတက်ကရေးကြီးရယ်လေနော်ဘာကားကြီးမာစီဒီပဲစီးတာစီးလာနော်ဘလိုကားမျိုးစားကြီးပဲစီးလာစီးလာ နော်အဲ့ဒီအဲ့ဒီအချိန်မှာတို့အဲ့ညမှာအဲ့ကားရောဘာရောအကုန်ပြစ်ပြီးတော့လောကချမ်းသာသူကစင်းရဲသူပေါ့နော်တေဘေးကနေလွတ်အောင်ပြေးကြဒါလေးတရားရဖို့ကောင်းတယ်ဒီလားမင်းကအကြည့်ဩတရားရတာနော်ဟိုဖြစ်လာတဲ့အခါမှာ အဖုံးပြစ်ပြီးတော့ပြေးကြတယ်နဲ့ဘလောက်တူပါသူဘာကားကြီးပဲစီလာစီလာသူဘလောက်ကြီးပဲချမ်းသာချမ်းသာအမခါဘလောက်ကောင်းတဲ့ဆိုင်မှာသူငုတ်တို့ထိုင်စားနေပြီစီတဘာဝဘေးအန်ရယ်ဟိုးတယ်လားအကုန်လုံးပြစ်ပြီးပြေးလိုက်ကြတာလမ်းမပေါ်မှာချမ်းသာသူစင်းရဲသူရှိနေမြအကုန်အဲအဲ့လိုမျိုးပဲပေါ့နော်လူဘဘွာအဲတိတ်တဲ့ခါကျရင်လည်းချမ်းသာသူစင်းရဲသူဆိုတာမရှိဘူးအကုန်လုံးတိတ်ကြရမှာယူယောဂဖြစ်တော့လဲအလိုပဲနော်ကျွန်မ ทารุมยาลดไทยนี่แหละจะมาถ่ายออกมาจะมาดมาซี่แกแต่แกนนะสาวเนี่ยจะมาเนี่ยมาเต่าที่นี้เราจะมาเต่ามาจะมาซีมาจ่ายูคณะเรื่องซีเทีอมาจ่ายได้ไหมทีนี้เราไม่ทราบทายเล้วนาลงจะมานาลงว่าสุดตัวจะมาออกเนี่ยต้องได้เท่าไหร่เอากูซีอารเนียเชียงผ่านี่ว่าทีนี้มันเนี่ยผ่านผิวมันเนี่ยสวยเนี่ยผานผิวทีนี้จะอะไรอืมแล้วว่าไม่รู้ไหนเนาะเลยอันนี้เท่าซอนอ่ะนะก้าวปากีมาก้าวการ์เราไม่จู้รู้มาตัวอ๋เนี่ยจะนอนรู้ว่าหู จะมาดูความที่ชอบเห็นทางไปชอบไหนก็การจ่อว่ารอ่อนเนี่ย อะารมา์มันมีเอ่อเป็นลูกความเนาะดูบ่า တို့ဘူးလေကျောင်းမင်းကလေအော်နင်မင်းကနေဝင်ချင်းကိုကျွန်မကြည့်အိုင်ဟိုမှာထိုင်ပြီးတော့ဆိုအော်ကျွန်မနောက်ဘောကနေထိုင်ပြီးကြည့်အော်မနက်မိုးလေးနော်စဉ်းစားကြည့်ကျွန်မတို့ကျွန်တော်မာလူမျိုးတွေဖြစ်ထိုင်လူမျိုးတွေပဲဖြစ်မနက်မိုးလေးအလုံးသွားကြတယ်ငါဒီနေ့ဘာကန်နဲ့တိမ်လဲဆိုတော့ဘယ်သူမှမသိကြအောင်ဟုတ်တယ်မလားအော်မနက်ကတော့တို့ရှိရဲ့ညနေကျတော့သဘာဝဘေးအနေကြောင့်ဘာရောကမှဖြစ်ပြနေသဘာဝဘေးအနေကြောင့်ဝုန်းဝုန်းဆိုဖြစ်ပြီးအစာကူတွေပြုတ်ကြပြီးအသက်တွေဆုံးရှုံးသွားကြအဲ့လိုမျိုးပေါ့နော် ဘယ်သူမှဖြစ်မယ်မှန်မသိရဲ့အဲဒီအချိန်ကြီးတိုင်းမှာပေါ့အချိန်ကြီးစက္ကန့်နေမိနစ်တွေတိုင်းမှာကိုနေရတဲ့ life style တွေကိုအကောင်းဆုံးဖြတ်တန်းကြပါငါဆူရတဲ့ငါဆူရတဲ့သူပြောတချို့ကိစ္စတွေမှာလည်းအရင်ဘ ᱹ အတွက်ဘာအတွက်ပြိတ်မကုတ်နေねဟိုဘာလို့လဲဆိုတော့ဟိုကိုဖြစ်ရှင်တာလေးဥမာဆိုခီးထွက်တင်းနေဆိုတော့ခီးထွက်လာ နော်ဒီထက်တဲ့နဲ့ဆိုတော့ဒီအတွက်ကိုသုံးလိုက်စားခြင်းနဲ့ဆိုတော့ကျမတော့အခုအဲ့လိုပဲလုပ်တယ်စားခြင်းနဲ့ဆိုတော့ကစီမနေကိုစားလိုက်တယ်ခီးသွားခြင်းနဲ့ဆိုလဲတောလိုက်တယ်လိုခြင်းနဲ့ဆိုလဲဝင်လိုက်တယ်မလိုခြင်းဘူးလို့လဲဟိုဖြစ်လိုက်ဒါပေမဲ့သုံးတင်တာနဲ့မသုံးတင်တာတော့ကိုကခွဲတော့ခွဲတာပေါ့အရင်ကတော့ကြစ်မနေတော့ဘူးအမတို့နော်ဟိုဘာလို့လဲဆိုတော့နောက်ဆုံးဖုန်ကြီးစားတယ်ဆိုတော့ဟိုမြန်မာမြန်မာစကားရှိရမှာလားအဲ့လိုမျိုးပေါ့နော်ကိုလည်းမသုံးရဘာလည်းမသုံးရကြစ်ထားပြီးတော့မတော်တဆဒီလိုတွေဖြစ်လာတဲ့ခါကျတော့ အခုဆိုမှကြည်လေအမားတို့စဉ်းစားကြည့်အဲ့အဲ့ထဲမှာအလုပ်သမားမြန်မာလူသမားတွေပါမယ်ဟုတ်တယ်မမတို့ကိုတော့နော်အလုပ်သမားမြန်မာလူသမားတွေပါမယ်အဲ့တော့အဲထိခိုက်တဲ့ဟန်ရကြရင်ဒုံဟောအသက်ဆုံးရှုံးသွားကြတယ်သူတို့ဘန်ထဲမှာလည်းငွေထည့်ထားတာတွေပါတယ်ရှိမှာပဲဟုတ်တယ်မအမိသားစုအတွက်ကိုတော့ထိုင်းဆိုရကရောက်ကောင်းရောက်လိမ့်မယ် နော်ရောင်းလိုက်မယ်ပြီးတော့ပကံပေါ့နော်ပကံဆိုတာကျမတို့ဒီ insurance ပေါ့နော်ပကံကလည်းရောကောင်းရောလိမ့်မယ်နော်ဒီစာအုပ်နဲ့ပတ်သက်တဲ့သူပတ်လည်းရောကောင်းရောလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီဘန်ထဲမှာရှိတဲ့ငွေကြာဘလို့ထုတ်ကြตัวอะไรมาซ้ายมาตอยเนี่ยฉิชูပြီးဆိုတာပြီးတော့နောက်ဆုံးကြတော့တိုက်ပြီးပြီးတော့ဖြစ်သွားဘရူတီလေเนาะမနေ့ကအဲ့တော့အလုံးလုံးမှာဆိုလဲ မန္တန်ထဲကတရနှကုံခန္ဓာကိုတင်းဘုံတော်ဘာသာဆိုရင်ဘုံတော်ဘုံတော်ဘာသာမဟုတ်ဆိုတော့ကိုယ့်ရဲ့ဒီသက်ဆိုင်တဲ့ဘာသာတရားနဲ့ပတ်သက်တဲ့ဘာသာတရားတခုခုကိုလုပ်ပြီးတော့တော့ပေါ့နော်အဟိုပြောဘာရင်လို့မပေါ့တတိမလွတ်အောင်ပေါ့နော်တတိတတိမလွတ်အောင်ငါလုံးတင်နေငါလုံးရမယ်အဲ့လိုပေါ့ ်ဘူးလို့ပါမနေရဆိုပြပြပြအမေရိကန်ဒီ ND ရင်းနေရအဖေဖေဖေဆိုအိမ်ထဲမှာနေပြီးအပေါ်ကလည်းအဲတွတ်နေနဲ့ဟိုတိုင်နေတဲ့ဒီအိမ်ကြီးကနော်ဒီထဲမှာအဲ့ဒါသတိသူကသတိလွတ်ပြီးတော့ဖေ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 ကဲပါဖေကဲပါအဲ့လိုတော့အဲ့လိုအော်နေတာပေါ့နော်အဲ့ဒါသတိလွတ်နေအမေရိကန်သတိရှိရမယ်လေဖေကဲပါမရဘူးဒီချိန်ဖေကဲပါမရဘူးကိုယ့်အကိုကဲမရမှာကိုယ့်အကိုအမေနော်အမေညီမအကိုရှိသမျှအကုန်လုံးလက်ဆွဲပြီးထွက်ပြေးရမှာကိုယ်ကအရှိန်ဆုံးကဒီထဲမှာနေလို့မရဘူးထွက်ပြေးရမှာကိုယ်ကထိတ်ဆုံးအောင်ပြေးရမှာ ဲ့လိုမျိုးဒီအချိန်မှာဖျားခဲ့ပါတရားခဲ့ပါမရဘူးလေမရဘူးကိုကိုအားကိုကိုအားမနဲ့လူဘွားလည်းဒီလိုပဲလူဘွားလည်းဒီလိုပဲကျမတို့အာငါ့ဘွားရဲ့စင်းရနေတယ်ငါ့ဘွားငွေလိုတယ်အာအရှင်ဖျားခဲ့ပါကျမအရှင်ဖျားထီပအောင်လုပ်ပေးပါအရှင်ဖျား ဆိုတော့အဲ့လိုအဲ့လိုဆူတောင်းတဲ့သူကမောင် A တယောက်တည်းမဟုတ်မောင် B မောင် C A တူဆက်ရှိသမျှလူတွေအကုန်လုံးဆူတောင်းကြတာလေဖေရတဆူတွေကရှိသမျှလူတွေအကုန်လုံးဝိုင်းပြီးတော့ဆူတောင်းကြတာလေဖေရဖြည့်ပေးနိုင်ကြမှာလေဖြည့်ပေးနိုင်မဟုတ်မိမိသားလေးမဟုတ်မိမိကြိုးစားမှသားလေအရာရာအောင်တော့ဘာမှအလုံးမလုပ်ပဲထိုင်ပြီးတော့ငိုဝင်မှလို့ဆူတောင်းရင်လေဘလို့ဖြစ်မှလဲနော်မိမိသားလေးမဟုတ်အဲ့တော့မနေ့ကအထီးအမကြီးကိစ္စကိုကျွန်မမြင်လိုက်တာကိုပြောတာပါ โอเคว่าก่อนไหนบาจะมาชิงโชว์ละเหมือนฉลากเดียวป่องเดียวทูเดียวตองตองนี่อารมณ์บาဖြစ်ဖြစ်เอ่อเซฟဖြစ်ตัวပြီးလို့ယူဆပါတယ်เนาะဒီလိုအချိန်မျိုးကတော့เซฟဖြစ်ตัวပြီးလို့ယူဆပါတယ်အာမနေ့ကဆိုရင်ဒီလမ်းမပေါ်မှာကားရတာအားပိတ်တာကျမကကျမကတော့လောလောဆယ်အနေထားဒီလိုပေါ့เนาะအမကျမဆောက်ဟာအရင်မြင်တယ်36လောက်ကျမအော်အပေါ်ကဒီ fitness ပါပါတယ်ဆိုရင်အထက်40ပေါ့เนาะ ထက်အထက်40ပေါ့နော်ဒါပေမဲ့ကျွန်တော်အထက်40ဆင်းတာမဟုတ်ပါဘူး36လောက်ဆင်းတာ ကွန်နိုင်ပါတော့အားလုံး fighting မှာနိုင်တယ်မှာဖြစ်နေတဲ့လူတွေဟိုအခုတို့ဆိုဆိုရင်အိမ်နေပြုတ်ပြက်ပြီးဘာမှမရလိုက်ဘူးပေါ့နော်ဘာမှမရလိုက်ဘူးဒါပေမဲ့လို့ဘယ်လိုခေါ်မလဲအဲကိုစုဆောင်ရတဲ့ငွေလေးတွေရှိမယ်တချို့ပစ္စည်းလေးတွေပြန်ရမယ်အဲ့လိုဟာမျိုးလေးတွေရှိကောင်းရှိနိုင်တယ်အဆောက်အဦကတော့ဘာမှမရတော့တဲ့လူတွေလည်းအများကြီးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဘာကြောင့်မဖြစ်ဖြစ်ပေါ့နော် ဘာသာဘာကြောင့်မဖြစ်ဖြစ်ပေါ့နော်ဘာကြောင့်မဖြစ်ဖြစ်ပေါ့နော် fighting မှာကိုကဗုဒ္ဓဘာသာဆိုရင်တော့မနမိုးလင်းတိုင်းတရဏဂုံမိမိကိုယ်ကိုတင်းပြီးတော့တော့ပါတတိရှိပါအဲဗုဒ္ဓဘာသာဆိုရင်ဖះပြောတာအများနဲ့ကိုကိုကိုမိမိသာလဲအာကိုရိုင်းမိမိသာလဲတတိရှိရတတိရှိအောင်ဗုဒ္ဓဗုဒ္ဓဖះကိုကိုကိုမိမိကိုကိုအများအာကိုပိုင်နေပေါ့နော်မိမိသာလင်းပေါ့နော်မိမိသာလင်း မိမိဆက်ဆောင်လာနေမိမိဒါလေးဒါအဲ့တော့ fighting မှာအားလုံးပဲမန္တလေးကဒူဒီပေါ့ရန်ကုန်ကတော့တိတ်မိသားပေါ့နော်ရန်ကုန်ကျော်ကတော့တိတ်ပြောင်းပြေဘန်ကောက်ကတော့တော်တော်လေးအခြေအနေဆိုးသွားတယ်ပေါ့နော်အာတချို့စေယုံနေဆိုရင်စေယုံနေဆိုရင်လူနာကိုခွဲစိတ်နေတာ နော် IK ကိုနှစ်ခုကိုကျွန်မမချခင်ပြောလိုက်မယ်လူနာလူနာကိုခွဲစိတ်နေတယ်ငလီရင်လှုပ်တယ်အဲ့တော့အဲ့လူခွဲစိတ်နေရတန်လိုင်းရင်လူနာမေးသေးတယ်အဲ့လူနာတွေအကုန်လုံးကအပြင်ကိုဆွဲထုတ်ပြီးတော့ပိတ်ဖြူလေးနဲ့ကာပြီးတော့အပြင်မှရင်ပြီးအောင်ခွဲစိတ်ပြီးခွဲစိတ်ပြီးတယ်ပေါ့နော်ထိုင်စရာဝင်နေအရန်ဟိုဘလိုခေါ်မလဲလေးစားဖို့ကောင်းပါတယ်ပြည့်လဲပြည့်ထားပြီးတော့ထရမ်ပီလူနာဘာအပါခေါ်တယ်အဲ့ဒါအုပ်စုတိုးအုပ်စုပါနောက်တိုးအုပ်စုကကြာတော့ကင်မရာကမြင်ရတာပါခလေးအမီ ဗိုက်ကြီးတဲ့ခလေးမွေးပြီးတာတနိုင်တော့မပြေသေးပါဘူးငလျင်လှုပ်လို့နတ်စမကခလေးကိုပိုက်ဗိုက်ကြီးတဲ့ကိုခါရလှဲပေါ်တင်းပြီးတော့တွန်းတာ တွန်းအပြင်ရအောင်တွန်းတာဈေးရောင်ကနက်စမာတွန်းတာခလေးလေးပိုက်နက်စမာလိုက်အောင်ပေါ့နော်အဲ့ဈေးရောင်ကတိုင်နေလေးပြိုးနော်အဲ့ဟွာတွေလေဝေါ်တွေလေခရက်တွေနဲ့အကုန်ပြိုးဒီလားအခုတော့အဲ့လူနာမျိုးကိုတို့တဖြည်းဖြည်းပြောင်းနေပေါ့အစိုးရကတော့ဝင်စစ်တယ်တို့ဟုတ်ကိုသဘောတူညီပြီးချက်မရမချင်းပဲဘေးဟိုဒီမဝင်ပြီးနေခွင့်မရှိဘူးအစိုးရပြောတာအထိုင်းအစိုးရပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိတယ်။ Okay ပါ good night ပါ